ကျစရာကောင်းတဲ့ပရိသတ်အသေးကြောရင်သွေးလေးတွေကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်၃ယောက်ပရိသတ်များအလုံးမင်းမင်လာပါရှင့်ပရိသတ်ကြီးလူတယောက်အတွက်အဖို့မဖြတ်နိုင်ဆုံးယတနာဆိုတာသာသမီယတနာပါပဲတယ်ကျစရာကောင်းပြီးတော့လိမ္မာရေးချရှိတဲ့သာသမီလေးတွေကိုပိုင်ဆိုင်ရတယ်ဆိုတာရှေးဘဝကပြုခဲ့တဲ့ကုသိုလ်ကံတွေကြောင့်လို့လူကြီးတွေကပြောကြပါတယ်ဒီနေ့မှာတော့အဲ့ဒီလိုကျစရာကောင်းတဲ့သာသမီယတနာလေးတွေကိုပိုင်ဆိုင်ထားပြီးတော့ပရိသတ်ရဲ့အချက်တွေကိုပုံမှန်သိမ့်ပိုက်ထားနိုင်ခဲ့တဲ့အနုပညာရှင်၃ယောက်အကြောင်းကိုရွေးချယ်ပြီးတော့တင်ဆက်ပေးတော့ ဖြစ်ပါတယ်။နံပါတ်၄သရုပ်ဆောင်ကျော်ထက်တဲ့သမီးလေးမို့ကြီးဒီစင်ရဲ့နံပါတ်၄နေရာမှာတော့ပြည်သက်တွေရဲ့အသေးကြောပေါင်းပေါင်းပေါင်းလေးနဲ့ချစ်စရာကောင်းတဲ့အမှုရာလေးတွေအပြင်ထူးကျွန်တဲ့အရေးချင်းတွေကိုပါပိုင်ဆိုင်ထားတဲ့ကလေးလေးတယောက်ရှိနေပါတယ်။သူကတော့သရုပ်ဆောင်ကျော်ထက်တဲ့ဇနီးဖြစ်သူမတ်ရွှေအိမ်မင်းတို့ရဲ့အသေးနှလုံးသမီးလေးမို့ကြီးပဲဖြစ်ပါတယ်။ ။မူကြီးကအသက်6နှစ်အရွယ်မှာကတည်းကဘာသာစကား၄မျိုးကိုကျွမ်းကျန်းကျင်ကျင်နဲ့ပြောဆိုနိုင်တဲ့အတွက်အင်တာနက်ပေါ်မှာပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုအခိုင်အမာရရှိထားတဲ့သူလေးပေါ့။မြန်မာအင်္ဂလိပ်တရုတ်ဂျပန်ဘာသာစကားတွေကိုသူ့အရွယ်လေးနဲ့မလိုက်အောင်ပြောဆိုနေတဲ့ဗီဒီယိုဖိုင်တွေကလူမှုကွန်ရက်မှာအများအားရေးပန်းစားလေးရှိပါတယ်။တရုတ်ဆောင်ကျော်ထက်တို့ဇနီးမောင်နဲ့ဟာတမီလေးကိုကိုဝင်စားရှိတဲ့အချိန်ကနေစပြီးအခု6နှစ်အရွယ်ထိ vlog တွေအဖြစ်အများအားရိုက်ကူးပြီးတော့ပရိသတ်ကိုမျှဝေပေးလေးရှိပါတယ်။ ဒီလိုတွင်လင်းပြီးတော့ပြောစရာကောင်းတဲ့တို့ရဲ့မိသားစုဘဝလေးကိုပရိသတ်တွေကအားကျနေရပြီးတော့တို့ရဲ့ vlog တိုင်းကိုလည်းစောင့်မျှော်အားပေးကြပါရစေ။နံပါတ်1တရုတ်ဆောင်နေဝင်ရဲ့သမီးလေးနေအရာရာချော ဒုတိယတယောက်ကတော့တခိတခါကရုပ်ရှင်ဘယင်မင်းသားကြီးကျော်ဟိန်းနဲ့ရုပ်ချင်းစင်တူလွန်လွန်ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုရရှိခဲ့တဲ့မင်းသားကျော်နေဝင်းပဲဖြစ်ပါတယ်။သူကလည်းအရန်ကိုချစ်စရာကောင်းတဲ့တမီးလေးတယောက်ကိုဖန်ဆိုင်ထားတဲ့ဖခင်မောင်မင်းသားနေဝင်းရဲ့ဇနီးဖြစ်သူအင်ချစ်ချော်တို့ရဲ့တမီးလေးနေအယယာချော်ကဝေးဖွားလာကလေးကပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာတွေကိုအပြေဝါရရှိထားတဲ့ကလေးလေးတယောက်ပါဖခင်ဖြစ်သူရဲ့ရုပ်ရည်ကိုအပြေဝါအဆက်ခံထားပြီးတော့အမျက်လုံးမျက်ဖန်ကောင်းကောင်းကြည်လင်းတဲ့အသားရည်နဲ့အမြင်သူတကာချစ်ခင်ရတဲ့ရုပ်ရည်ကိုပိုင် ဆိုင်ထားပါတယ်လူမှုကွန်ရက်ပေါ်မှာနေအရရချောလေးရဲ့တက်ပုံတပုံဗီဒီယိုဖိုင်တစ်ခုတက်လာတိုင်းမှာကွန်မန့်နေထဲမှာအရန်ချစ်ဖို့ကောင်းတာပဲဖိဖိရဲ့သမီးလေးကတကယ်ကိုအချောလေးဆိုတဲ့မှတ်ချက်တွေနဲ့အမြဲပြည့်နှက်နေတာကိုတွေ့ရပါတယ်။သူမလေးဟာပရိသတ်တွေရဲ့မျက်စိအောက်မှာပဲတဖြည်းဖြည်းနဲ့ကြီးပြင်းလာပြီးတော့ပရိသတ်တွေကလည်းဒီကလေးလေးရဲ့ကြီးပြင်းလာမှုကိုမျှော်လင့်တဲ့ခြင်းနဲ့အဆောင်ကြီးအားပေးနေရတာဖြစ်ပါတယ်။ နံပါတ်3အစိုးရစံဒီမြင့်လင်ရဲ့တမီလေးထရက်ရှာနောက်ဆုံးတစ်ယောက်ကတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းဆိုတော့တယောက်ဖြစ်ပြီးရောပြိသက်အားလုံးကချစ်ခင်ရတဲ့တမီလေးကိုပိုင်ဆိုင်ထားတဲ့ဒီလွင်လို့ချစ်စနိုးခေါ်ကြတဲ့အစိုးရစံဒီမြင့်လင်ပဲဖြစ်ပါတယ် အစိုးရစာနေမြင့်လျရဲ့တမီလီထရက်ရှာကချစ်စရာကောင်းတဲ့ရုပ်ရင်လေးအပြင်လိမ္မာရေးချရှိပြီးတော့တည်တတ်တဲ့ကလေးဖြစ်လို့ပရိသတ်တွေကအချစ်ပုံနေရတာပါထရက်ရှာလေးဟာစကားပြောလဲအယံတက်မောင်လေးပုံမှာလဲအယံချစ်ပြီးအမကြီးတယောက်နေနဲ့တာဝန်ကြီးပုံလုံးသူဖြစ်ပါတယ်မောင်လေးကိုချီပိုးထိန်ချောင်းနေရဲ့ဗီဒီယိုတွေမိဘတွေရဲ့စကားကိုနားထောင်ပြီးတော့လိမ္မာရင်ကျေးစွာနေထိုင်တဲ့ပုံစံလေးတွေကြောင့်ပရိသတ်တွေကသူမလေးကိုရုပ်လေးရောစိတ်ထားလေးရောလှတဲ့ကလေးဆိုပြီးတော့ ချီကျူးမဆုံးဖြစ်နေကြပါရယ်ဒီကလေးလေးရဲ့ချစ်စရာမျက်နှာလေးနဲ့လိမ္မာတိတက်တဲ့အပြုတ်မှုတွေပေါင်းစပ်လိုက်တဲ့အခါမှာပရိသတ်တွေရဲ့အသေးကိုအဖမ်းစားနိုင်ဆုံး Star Kid လေးတယောက်ဖြစ်လာပြီးတော့တတ်မှတ်ခြင်းခံထားရတာလည်းဖြစ်ပါရယ်ပရိသတ်ကြီးအခုပြောပြခဲ့ရတာကတော့သူတို့ကိုယ်တိုင်ကလည်းအောင်မြင်တဲ့နုပညာရှင်တွေဖြစ်တယ်လို့ချစ်စရာကောင်းတဲ့ရင်သွေးရတနာလေးတွေကြောင့်ပရိသတ်ရဲ့အချစ်ကိုပုံမွေရရှိနေကြတဲ့အနုပညာရှင်၃ယောက်နဲ့သူတို့ရဲ့အသေးကြော်လေးတွေပဲဖြစ်ပါရယ်ပရိသတ်ကြီးတို့ရောဘေးကလေးလေးကိုအချစ်ဆုံးလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်